မင်္ဂလာပါခင်ဗျခါ channel ကနေပြန်လဲကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးမှာကတော့စာရေးသူမတင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့လူယုံမများဆိုတဲ့ဝတ္ထုလို့တင်ဆက်သွားပါမယ်တနက်ပြင်ရွာကလေးနောက်ဖက်ထုတ်ထုတ်တွေမှာရှိတဲ့အင်ဒိုတွေက daily တလုံးပေါ်မှာဖြစ်တယ်အဲ့ဒီ daily ပေါ်မှာတော့တမန်ရှင်တွေဖြစ်ကြတဲ့ဒါတွေနဲ့မိမဖြစ်သူမိတယ်အဲ့ဒီနောက်ရှင်နဲ့အရွယ်တို့ရဲ့သမီးလေးတယောက်ပြင်မျက်နှာချင်းဆိုင်မှာထိုင်နေကြတဲ့မောင်ဘိုးထင်ပေတူဒါအီးနဲ့ဆရာကြီးအိုးတို့ပါဒါတွေရဲ့မိမဖြစ်သူကဥဝတ်ကိုကြည့်ပြီး ကျွန်မဒီကြောင်းလေးကိုတကယ်မသိတာပါ။ဒီကရင်တော့ကျွန်မမလုပ်ခိုင်းပါဘူး။တကယ်ပါ။ရှိစီတော့မိတယ်။နင်တို့သားမိမှာဘာပြစ်မှမရှိဘူး။ငါသားတွေကိုပဲမေးကျင်တယ်။ကဲသားတွေ။ဘာတွေဘလို့ပြစ်ပြီးငါမင်းလေးကိုပြူစားဖို့ဖြစ်လာတယ်လဲဆိုတာမင်းပြောပြစမ်း။ဟုတ်ကဲ့ဆရာကြီး။ကျုပ်တလုံးမကြံအကုန်ပြောပြပါမယ်။သားတွေကသူ့ရဲ့မျက်နှာကဖူးရောင်တန်ရာတွေကိုချက်ထုံးနဲ့ထိုးရင်းကနေဖြစ်ပြခဲ့တဲ့အကြောင်းအရာတွေကိုပြောပြဖို့ဟန့်ပြင်းတယ်။မမိုးတင်တို့ကသားတွေပြောလာမယ့်အကြောင်းတွေကိုနားထောင်ဖို့နားဆွင့်ကြတော့တယ်။တနက်ပင်ရွာကလေးမှာရက်ကန်းခတ်တဲ့သူကဦးတန်းပြည်ရဲ့မြေပြည်တဲ့မြန်နေတယောက်သားရှိတယ်။ မြန်နေကအသက်20ဝန်းကျင်ရှိပြီးချောမောလှပတဲ့မဲမပြိုလေးတို့ဖြစ်တယ်လို့ရကန်းကအကွက်ဆန်းတွေခံနေတာကြောင့်အတော်ကိုနမင်ရနေတယ်။သူမရကန်းစင်မှာအလုပ်လုပ်တဲ့သူနဲ့ပညာသင်သူများစွာရှိတယ်။သူတို့ထဲမှာမြန်နေကြီးတို့ရဲ့အိမ်နဗေးမှာနေထိုင်တဲ့ထလန်းဆရာကြီးဦးအိုးရဲ့မြေမာလီရတနာအပါဝင်ပါပဲ။ရတနာလေးကငငယ်ရွယ်နဲ့ရကန်းခရံမှာအတော်ကိုအထုံပါရမီပါလာတယ်။သူမကပညာကိုကြိုးကြိုးစားစားသင်ယူပြီးမြန်နေခိုင်းတဲ့ဘေကိစားမဆိုတော်တော်လက်လက်လုပ်ပေးတာကြောင့်တို့တော့ကအားကိုးရတဲ့ကလေးမလေးတယောက်ပါ။မြန်နေရဲ့ရကန်းစင်ကလေးကတနက်ပင်ရမှာတမက အခြားရွာနေဝန်းကျင်မှာပါနေမကြီးတယ်။ဝေယူသူတွေများကြပြီးမြန်မြန်လေးကပြောစုံမသိမွေ့။လက်ရကောင်းတဲ့အတွက်သာဝေယူသူတွေကတီးခံရကြတယ်။ရန်နာကအသက်33နှစ်ကျော်ကတည်းကမြန်နေစီမှာပညာသင်ကြားလာပြီးအခုအသက်34နှစ်ကျော်ကျော်လာတဲ့ခါမှာတော့ရကန်းကိုကောင်းကောင်းခတ်တက်နေပြီ။ဒီအတွက်သူမကကိုပိုင်ရကန်းစလီထောင်ချင်မိတယ်။အသက်ငယ်ပြီးမဲ့ကြီးပါထူးတဲ့ခြင်းစဉ်ရှိတဲ့မြေပြည့်သူကြောင့်ထလန်းစရာကြီးဦးဝကမိမလေးပြည့်သူပြောစကားကိုအပြုံးနေတာနားထောင်လို့ရှိတယ်။အခုလည်းမြေပြည့်သူနဲ့တမင်းစားနေချိန်မှာမြေပြည့်သူကသူမရဲ့စိတ်ထဲမှာရှိတဲ့အရာတွေကို အဖိုးပြေသူကိုပြောပြတယ်အဖိုးသမီးကရကန်းစလေးထောင်းနေတာအခုဆိုသမီးကရကန်းခတ်တာအတော့ကိုကျွမ်းကျင်လာပြီအကွက်ဆန်းဆန်းလေးလည်းခတ်တတ်နေပြီငါမီးလေးတော်တယ်ဆိုတာအဖိုးကတီးပြီးသားပါအဲ့ဒါဆိုရင်သမီးကိုရကန်းစင်ထောင်းပြီးပါလားမိမလေးကကိုကအလုံးလုံးချင်နေပြီလားသမီးကမကြခင်15နှစ်ပြီတော့မယ်အဖိုးကသမီးကိုကောက်ဆက်ပဲနေကိုလှုပ်စီချင်လို့လားမဟုတ်ပါဘူးမြည်အဖိုးမှမြည်လေးတယောက်ပဲရှိတာဘယ်ခိုင်းရပါမလို့အဖိုးရဲ့လောက်ကကုသိုလ်လေးရဝန်လေးွားဆိုတော့ငွေရေးစုထားတာရှိတယ် မြေလီအမမြန်နေကိုတိုင်ပင်ပြီးရကန်းစင်ထောင်ဖို့ပြောပေါ့အမကလည်းပြောထားပါတယ်အမကလည်းအားပေးတယ်ရကန်းစင်ထောင်မယ်ဆိုရင်သူအရင်ကသုံးတဲ့ရကန်းစင်ရှိတဲ့ဝင်လဲရောင်းဝယ်ပြောတယ်အဲ့ဒါဆိုလဲငါမြည်တဘောတိတ္တာထဲမှာအဖိုးငွေစုထားတာရှိတယ်မြေလီလူသလောက်သာထုတ်ပြီးသုံးပြီးတော့အဖိုးကတကယ်ကိုသမီးပေါ်မှာကောင်းပြီမြေလီကလည်းအဖိုးကိုဟင်းကောင်းအောင်ထမင်းကောင်းအောင်ချက်ကျွေးတာလို့အဖိုးကရွက်နေရလားဟိုကသားပေါ်နဲ့ဝယ်ရလို့ပြောတာလားမဟုတ်ပါဘူးငါမြည်ခင်စားပြီးရကန်းစင်ဝယ်ဖို့တော့တိုင်ပင်ကြီးရေနာကအတော့ကိုပြောရွှင်နေတယ် ူမရဲ့အသက်ရွေးကြောင်းအချို့သောအုတ်ထင်းသူတွေကလူကြီးတယောက်လိုပြောဆိုဆက်ဆံကြတာမဟုတ်ဘူးအခုတော့သူမရဲ့အဖိုးပြေသူကအခြားသောသူတွေနဲ့မတူဘူးအသက်ရွေးကိုမကြည့်ဘဲနဲ့သူမရဲ့လုပ်ရည်ကံရည်နဲ့အစိမ့်နေစေတာကိုကြည့်ပြီးအဖိုးပြေသူကအပြေအဝယုံကြည်ထောက်ခံတယ်မလားဒီအတွက်အဖိုးရဲ့မြေးဖြစ်ရတာကံကောင်းတယ်သူမကထင်နေမိတယ်အဖိုးပြေသူကသူမရဲ့အဖေမေမရှိတော့ကိုသတိမထားမိအောင်ပဲသူ့ဘောကောင်းမလို့နဲ့အဖေမေရှိသူတွေထက်လူလူတွေမရှိအောင်ပြေဆုံးထားတယ်ဒီအတွက်ယေရှုရှင်အဖိုးပြေသူစိတ်ဆင်းရဲစီမဲ့ဘယ်လိုမျိုးမဆိုဘယ်တော့မှမလုပ်ဘူးလို့လေသူမကတမင်းစားနေကစိတ်တွေက ဆုံးဖြတ်ချက်ချလိုက်တယ်။မြန်နီကသူမမတုံးလို့တာကြားရရကန်းစင်ကိုဝင်းစင်းနဲ့သူမတပည့်ပြည်သူရေရနာကိုရောင်းဖို့ကြံနေတယ်။ဒါကြောင့်ရေရနာကိုလုပ်ငန်းထူထောင်ဖို့သဘောတူပြီးသူရဲ့ရကန်းစင်ကိုထုတ်ရောင်းနေ။ရေရနာကမြန်နီရောင်းနေရကန်းစင်အဟောင်းကဈေးများမှန်းသိပေမဲ့ခါချင်းငွေမယူဘဲနဲ့ပညာသင်ပေးခဲ့တဲ့ဆရာဖြစ်နေတယ်မို့ထောင်းတဲ့ဈေးတန်းပေးပြီးတော့မှဝယ်လိုက်တယ်။မြန်နီကရေရနာကိုလူအမလေးလို့ထင်သွားပြီးတော့မှသူကုန်သူပေါ်ပြီးစကားဆိုနေသေးတယ်။ငါနေမို့လို့ဒီဈေးနဲ့ရောင်းတာ။ရကန်းစင်အသက်ဆိုဝယ်ရတာဘယ်လောက်ခက်တယ်ဆိုတာနင်တို့လည်းအသိ။ ညိမ့်မှာပဲရကန်းစင်ကိုဆင်းမယ်မလားဟုတ်တယ်လေလိုရရင်လည်းပြောပေါ့ဟုတ်ကဲ့ပါမမကြီးရန်နာကမြန်နီသူ့အပေါ်လူလဲကြတာကိုသိပြီမဲ့စိတ်တက်ကထုတ်ပလဲတယ်ရကန်းစင်ကိုအိမ်မှာဆင်းပြီးသူမအသက်35နှစ်ပြည့်တဲ့နေ့မှာပဲတပိုင်းတည်းနဲ့ရကန်းစတင်ခဲ့တယ်ရန်နာကထမ်းပြတဲ့မင်းကလေးငယ်တူဖြစ်ပြီးသူများနဲ့မတူတဲ့အကွက်ဇန်းလေးကိုပါခတ်နိုင်လို့တစားတစားနာမည်ရလာတယ်သူမအသက်16နှစ်ပြည့်ချိန်မှာတော့ရန်နာရကန်းစင်လုပ်ငန်းလေးက နောက်တဲ့ရကန်းစင်တွေထပ်ဝယ်လာနိုင်ပြီရွာထဲကမင်းကလေးတွေကိုအလုပ်ပေးနေတဲ့ဒီတိုးတက်လာတယ်ရေနာကအလုပ်လုပ်မှသိသက်လာတော့သူမရကန်းစင်ကထွက်တဲ့အထယ်ကြီးကအကွက်ဆန်းနေပြီလို့လူကြိုက်များတယ်ပြီးတော့ပြောစုကားပါရွေနဲ့မလန့်သိမ်းမွေးပါနဲ့လွန်လာပြီအချိန်တိုလေးတိုးတက်လာတာဖြစ်တယ်သူမတိုးတက်လာတာနဲ့ဆုပ်လာသူကမြန်နေပြီပါရေနာနဲ့မတူတာကမြန်နေရစကားပြောပါမှာသူတို့ဘက်ကနိုင်တဲ့စင်းနေရှိလွန်လာပြီးတော့သူမရဲ့ဖောက်တယ်ကရေနာစီကိုယောက်ကြတယ်ဒါကြောင့်မြန်နေရဲ့လုပ်ငန်းကတစားတစားဆုပ်ယူလာပြီးတော့ပိုးဆိုးတာကရကန်းကကျွမ်းကျင်တဲ့မင်းကလေးတွေကသူမစီကလှုပ်ထပ်ပြီးရေနာစီကိုလှုပ်ဝင်သွားလို့ အတော့ကိုဒီကထိုင်ခန်းနဲ့အင်းရင်မရောင်ပြီး already ရန်နာရဲ့အပေါ်မှာအိတ်တမေးစရာစီများလာတယ်။ဒါတဲ့ဘိုးဆူရာကမြန်နေကြီးကညာဘက်တည်ဆိုရင်အခန်းထဲမှာကြောက်တဲ့ငိုယူနေတတ်တယ်။ဒီနောက်မန်ဘောကသူ့ရဲ့မျက်နှာကိုကြည့်ပြီးငိုလိုက်ကြည့်လိုက်နေပြုလုပ်ကစကားတွေလည်းတယောက်တည်းပြောနေတတ်သေးတယ်။သူမှပြောတဲ့စကားတွေကမွေးရမြောက်ကငါပြန်ချောင်းနေပါလား။ငါကသူ့လာတော့မှမတော်ဘူးလား။အဲ့ဒီလိုမူမှန်ပဲရှိနေတဲ့မြင်းပြေသူကိုဦးတန်းပြီးကနှက်တင်ပေးတယ်။မြေလီအဖိုးတို့ကလေမရပိုင်နေပါ။မြေလီအလုံးမလုံးလေအဖိုးတို့ကနေနေစားနေပါလေ။အဖိုးဘာမှမသိဘူး။ သမီးကငွေတဲ့ဟိုကလေးမကိုရှုံးသလိုဖြစ်နေတာအဲ့ဒါကိုသိမခနိုင်တာစဉ်းစားကြည့်ပါဦးဘူးသူကသမီးရဲ့ရကန်းစင်အဟောင်းကြီးကိုဝယ်ပြီးကြီးပွားသွားတာအခုဆိုတဲ့နေ့အတွင်းသမီးရဲ့ဖောက်တယ်တွေကိုအလုပ်သမားတွေရောသူစီအကုန်ရောက်ကုန်ကြပြီဒီကောင်မကိုသမီးမရှင်းနိုင်သမီးလူ့ဘဝမှာမနေနိုင်တော့ဘူးသမီးသိနေတယ်မဟုတ်တာမြေးလေးဘာလို့တည်ရမှာလို့အဖိုးမခင်တွေ့စရာဆိုလို့မြေးလေးတယောက်တည်းရှိတာမြေးလေးဒီလိုမရဘူးဦးသားပြီးကပြောလို့စကားဝင်ရပြီအိမ်မင်းပေါ့စီကိုသွားလို့ဘယ်ဘက်ကတဆင့်ဦးအော်ရဲ့အိမ်ရောက်မှရှိတဲ့ရကန်းစင်ကိုကြည့်တယ် ဝယ်သူရောင်းသူရကန်းခတ်သူဘိုင်းငင်းသူတွေနဲ့ပြည်နေတဲ့ရန်နာလုပ်ငန်းလေးကိုကြည့်ပြီးတောက်ရက်ခေါင်းလိုတကားကိုဆောင်ပေးလိုက်တယ်။ဦးသံပေတယောက်ညတကောင်ရဲ့အချိန်မှာတယောက်တည်းအရက်တောင်းနေတယ်။သူကမတောက်တာကကြာပြီဖြစ်တဲ့အရက်ကိုတောင်းနေရတာကညပဲဆိုရင်အိမ်မက်ရောင်းပြီးရန်နာကိုတတ်ချင်နေတဲ့မြေပြည့်တွေစကားကိုနားထောင်ပြီးစိတ်ငြိမ်နေခြင်းဖြစ်ပါတယ်။မြေပြည့်သူကန်စားနေရတဲ့စိတ်ကန်စားချက်ကိုသူနားလေတယ်။အဓိကတရားကန်ကရကန်းစင်ထောင်တဲ့ရန်နာကြောင့်ဖြစ်တယ်လို့တတိယယုံကြည်ထားတယ်။ဒါကြောင့်အရက်ခက်ကိုတောင်းရင်ကဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားနေတယ်။ရန်နာအဖို့ပြည့်သူကသူရဲ့ငယ်ပေါင်းကြီးပေါ်တငယ်ချင်းဖြစ်ပြီး အမြဲပြုံးမပြတ်ဆက်ဆံနေရတယ်။စိတ်ထဲမှာတော့မင်းမင်းကြောင့်ငါမျိုးစိတ်ညစ်နေရတာ။မင်းမင်းမရှိမှအီးမေးလ်လို့အမြဲပြောနေမိတယ်။ဒီလိုနဲ့တလောကအတင်းကြီးမှာလူလက်ပြန်ယူလာဖို့တဲ့တာတွေကိုအမှတ်ရသွားတယ်။တာတွေကရွာရဲ့အနောက်ဘက်နဲ့အတန်လန်းနဲ့အင်းတို့ထဲမှာမိသားစုလိုက်နေထိုင်ကြတယ်။သူအောင်လဲမြညာလိုက်စားတာကိုအစားကဦးတန်းပြီလည်းမသိ။နွားပြပြီးဆင်းရဲငါးတွေနဲ့တူနွားရှာပြီးအချိန်မရှိမှရွာကိုပြန်လာစင်မှာအလောင်းပေါ်နေတဲ့တာတွေနဲ့တိုးပြီးတာတွေကအောင်လဲပညာလည်းဖြစ်နေတာကိုသိရခြင်းမှာ။ဒါကြောင့်ဦးတန်းပြီကတာတွေကို ရေရနာတို့အော်လန်အတိုင်းနဲ့တိုက်ခိုက်မှုဆုံးဖြတ်ချက်ချလိုက်တယ်။သူတရားတဲ့တွေးပြီးပြုံးနေစမှာသူ့ရဲ့နောက်ကဖယ်ရှင်ကလေးကရောက်နေမှမသိတဲ့အမြင်ဖြစ်သူကအဖိုးညဘက်အရက်တီတောက်နေတယ်။ပြီးတော့တယောက်တည်းပြုံးနေပါလား။ဘာဖြစ်လို့လဲ။ဘာမှမဟုတ်ပါဘူးသမီးရဲ့။အဖိုးကသမီးကိုဘယ်တော့မှညာဘူးလို့လည်းပြောပြပါ။ဒီတိုင်းရမ်းမတော့တာကြာလို့တောက်တာဘာမှမဟုတ်ဘူး။အဖိုးတော့သမီးကိုတော့မှန်းနဲ့မပြောချင်ဘူး။ဘာမှမဟုတ်လို့ပါ။အဲ့ဒါဆိုလည်းပြီးတာပဲသမီးအိမ်မရလို့သမီးမှအကြံတခုရှိတယ်။အဲ့ဒါပြောပြရမလား။အဖိုးကသာသမီးကိုမပြောချင်တာသမီးကတော့အမြဲပြောတယ်။ ခဲ့ပြောသမီးရေနာကိုအောင်လန်းနဲ့တိုက်ချင်တယ်သမီးလေးဘာလို့ပြောနေတာလဲအဲ့ဒီလိုလုပ်လို့မရဘူးလေသမီးဒီကောင်မရှိနေလို့လောကထဲမှာနေနေတော့မှမထင်ဘူးထင်ကအခုဆိုအလှပနဲ့ပါရှင်းလာပြီမြန်နီကစကားပြောငါငိုလာပြန်တယ်အဲ့ဒီကဦးတန်းဖေကသမီးလေးမငိုနဲ့တော့အဖိုးမအကျန်းရှိတယ်ငါသမီးလေးစိတ်ချမ်းသာစေရမယ်အခုသွားရီတော့အဖိုးစကားကိုယုံနေမလားမြန်နီကခေါင်းကိုတန်းကြီးပြလိုက်တယ်သူမရဲ့အဖိုးကပြောစကားကိုတီးတဲ့သူပါအခုချင်းဒီသူပြောတဲ့စကားကိုမတီးတာဆိုတော့မရှိသေးဘူး ။ဒါကြောင့်သူမရဲ့ဘိုးစကားကိုလက်ခံပြီးအိမ်ငန်းတွေကိုဝင်သွားတယ်။ဦးသားမီးကလက်ကျန်အရက်ခွက်ကိုတောင်းလိုက်ပြီးတပ်ပြင်းကိုသာချင်းချင်းချမိနေတယ်။ဒါရင်တယောက်သူ့ရဲ့ဒဲလီဘော်ကိုရွာကပင်ထားတဲ့စီးဆရာချင်းနဲ့တူတက်သွားတယ်။ဒဲလီဘော်မှာကိုပူကြီးပြီးတော့မှမျက်ပြူလန်လန်ဖြစ်သွားတဲ့သမီးပြည့်သူနဲ့သူမဘေးမှာဆွေးနေကြီးရှိနေတဲ့မိန်းမဖြစ်သူကဒါရင်နဲ့စီးဆရာချင်းရောက်လာတယ်ကကိုသားတယ်။သမီးကတစ်ချက်တစ်ချက်မျက်ပြူလန်လန်သွားတယ်လို့ပါဘူး။အေးပါဆရာကြီးလှုပ်ပါဦးအေးဒါလေငါစစ်ဆေးပြီးမယ် ဈေးဆရာကြီးကတည်းရဲ့လူကြီးကိုဘေးမှာကြပြီးခလေးကိုဆန်တယ်လို့ဒါတယ်မင်းသမီးကိုအဆင်းဦးတင်မှရမယ်တင်တယ်ငါတို့ဆင်းမိတို့တွေနဲ့မရတော့ဘူးအဲ့တော့မြန်မြန်သာဆေးဦးတင်ဖို့လို့ငါတက်နေတာကတော့ဒီငန်းစည်းလေးပဲတိုက်တာနည်းနည်းတတရင်တတလေးမေးကဲချက်ချင်းစင်းတင်မလို့ဆေးစရာကြီးရဲ့စကားကြောင့်တာနေလို့လင်မယားနေရောက်ကတယောက်တယောက်ကြည့်ပြီးငင်းငင်သွားတယ်။စားဖို့ထောင်နေနေရုံးကန်နေရတဲ့တာတွေကဘလို့ငွေကြီးနဲ့မျိုးစင်းကိုသွားနိုင်မှမလဲ။ငွေကြီးဆိုလို့စပါးတင်းတရားဝင်နေလောက်တဲ့ငွေကြီးကြီးတောင်မှ တကားမှမပိုင်ဆိုင်ဘူးတဲ့သူတို့မျိုးစင်းကိုသွားမယ်ဆိုတဲ့အခါအတုတ်ကိုကောင်းချောက်သွားတယ်ဒါကြောင့်တယောက်ကိုတယောက်ကြည့်ပြီးမိုင်းတွေးနေတယ်ဈေးစရာကြီးကလည်းပြေစုံသူတရားမဟုတ်လို့တော့သူလည်းတနေ့တလောက်တာကုသမှုပြုလုပ်ပြီးဒဲလီဘော်ကပြန်ဆင်းသွားတော့တယ်ဈေးစရာကြီးပြန်သွားပြီးမကြခင်မှာဦးတန်းဘီကဒဲလီဘော်ကိုကြောက်လာပြီးငင်းငိုင်နေတဲ့ဒါတို့လင်မယားကိုကြည့်လို့ဟေးကောင်တာတယ်ဘာဖြစ်နေကြတာလဲကျောက်သမီးလေးမျိုးစင်းကိုတင်ရမယ်တဲ့အဲ့ဒါကျောက်တို့မှာငွေမရှိလို့စိတ်ညစ်နေတာဒါလေမင်းငါခိုင်းတဲ့အလုပ်ကိုလက်ခံမလား ဒါဆိုရင်ငါမင်းသမီးကိုဆင်းရဲတဲ့အဖူကအစာဆုံးကတောင်းဝန်ယူတယ်။ဘာလို့လဲဦးတမီး။ငါလည်းရက်ကန်နဲ့အလုပ်ပါမိတယ်ယာ။ခဲလက်ကန်သလားသားလေး။ခိုင်းနေတာခိုင်း။အကုန်လှုပ်ပေးမယ်ဦးတမီးယာ။လောလောဆယ်ကျုပ်သမီးလေးကိုဆင်းဝန်တာတင်ပေးပါတော့။ခဲဒီနေ့ပဲဆင်းဝန်တင်ကြတာပေါ့။မင်းကတော့နေခဲ့ရမယ်။ငါမြင်းနဲ့မိတင်ကိုပဲမျိုးစင်းကိုလွတ်ကြတာပေါ့။ခဲဆရာကြီးသဘောပါပဲ။ဒီလိုနဲ့သားရဲသမီးလေးကိုမျိုးစင်းကိုတက်ဖို့အရေး။ဦးတမီးကအပြေပေါ်တောင်းဝန်ယူလိုက်တော့တယ်။သူကိုင်းမဲ့လို့ကိုမသိသေးတဲ့သားတွေက သူသမီးစေဦးသားဝင်ရမယ့်အရေးကိုတွေးပြီးဝမ်းသာနေတယ်။ဦးသားမရသူ့ရဲ့မြေပြေသူမြန်နေနေမယ်တင်ကိုမြို့ကိုသွားပြီးကလေးကိုစေဦးသားစေတယ်။အစအစရရအကုန်အစဉ်ပြေတာကိုကြားသိရပြီးတော့ဒါတင်ရဲ့ဒိန်းကလေးမှဦးသားမီးရောက်နေပြီ။ဒါတင်ကဦးသားမီးကိုယေရှုရှင်စကားထက်ထက်ဆိုတယ်။ဦးသားမီးကျုပ်တကယ်ကိုယေရှုတင်တယ်။ကျုပ်သမီးကိုကယ်တင်ပေးလို့ယေရှုတင်ပါတယ်။ဒီဟာတွေသားတွေပဲကွာရပါတယ်။ကျုပ်ကိုခိုင်းစရာရှိတာခိုင်းပါ။ဦးသားမီးရဲ့စင်ငါးရီနဲ့အတူကျုပ်အလုပ်လုပ်ပါမယ်။ မဟုတ်တာမင်းအဲ့ဒါတွေလုပ်เสียမလို့ပါဘူးငါကိုတကူပဲကူညီရမယ်အခုငါလုံခန်းတော့ဘူးသူမှသိလို့မရဘူးမင်းကူညီမလို့ငါယုံတယ်ကဲပြောပါဦးတမ်းပြီကျုပ်ဘာလုပ်ပြရမလဲဒါတင်းကဒီလိုမေးတော့ဦးတမ်းပြီကသူ့ရဲ့ခေါင်းကိုဒါတင်းရဲ့နားကိုကပ်ပြီးမင်းငါရင်ပြီကဆရာရောမြေးလေးကိုအောက်လက်နဲ့တိုက်ပြရမယ်ဘာဖြစ်လို့တော့ကျုပ်မလုံနိုင်ဘူးမင်းတဘောပဲငါမျိုးလိုက်သွားပြီးစေးမကုခိုင်းအောင်ပဲရှိတော့တာပေါ့ဦးတမ်းပြီကဒီလိုပြောပြီးထားသွားဖို့ဟန်ပြင်းတယ်အဲ့ဒီကဒါတင်းကနေပေါင်းပြကျုပ်လုပ်ပါမယ်ဘယ်လောက်ထိလုပ်ရမှာလဲ အတိပဲဒါတဲ့ကဥဒံပေစကားကြောင့်မျက်စိမျက်နှာပြက်နေပြီမြဲဥဒံပေကတော့ဘာကန်စားချက်မှမရှိတဲ့မျက်နှာမျိုးနဲ့ဖြစ်နေတယ်ဒါတဲ့ကအိမ်ပေါ်မှာရှိနေတဲ့သူတွေကိုပြေချမ်းကုန်စင်ပြပြပြီးငိုရှိုက်နေတော့တယ်သူရဲ့မိမမိတင်ကလည်းမျက်ရည်တွေရေဝဲပြီးယောက်ျားပြည့်သူကိုသူမလက်နဲ့ရိုက်လို့တော်ပြောတော့အဲ့ဒီပညာတွေကိုဝါသနာပါလို့လေ့လာတာဆိုဘသူကမှဒုက္ခမရောက်စေရဘူးဆိုအခုတော့ဘာမှအပြစ်မရှိတဲ့ကလေးမလေးတယောက်ဆုံးရှုံးသွားပြီငါမမှန်းသိပါလေငါယန္တနာကိုအသေးလောက်တာမဟုတ်ပါဘူးယူအောင်မဲလုပ်လိုက်တာသူ့အဖို့ဆရာကိုပြန်ကွင်ပြောက်မှာပဲဆိုပြီးလောက်တာ ဘယ်လိုလုပ်ပြီးတော့မှဆုံးမသွားတယ်ဆိုတာငါလည်းမသိတော့ဘူးမဘိုးတင်ကတာရင်ပြောတဲ့စကားတွေကိုနားထောင်ရင်ကမြေပြည်သူအတွက်စိတ်မကောင်းဖြစ်နေတဲ့ဦးအနောက်ကိုပဲပြီးစကားဆိုတယ်ဆရာကြီးကျွတ်တော်အောင်လပညာတရီမှာမသိဘူးပြောလိုက်မသိရပါဘူးကျုပ်တင်နောက်ထပ်တယောက်ရှိသေးတယ်ထင်တယ်ဦးသားရင်ကိုကြည့်ရတာညာနေတဲ့ပုံမပေါ်ဘူးငါလည်းစဉ်းစားနေတာမင်းပြင်နောက်တယောက်ရှိသေးတယ်လို့ငါလည်းထင်တယ်မင်းလည်းထင်တာလားဟုတ်တယ်ဆရာကြီးတေချာရှိသေးတယ်ငါကတော့တန်းပြေကိုသွားတတ်ချင်းပြီဆရာကြီးမူမပြတ်ပဲနေပြီပါ ဒီမျိုးကိစ္စတွေကဆရာကြီးကိုယ်လည်းလုပ်လို့အဆင်မပြေဘူး။ကျတို့အဲ့ဒီလူကြီးကိုကိုချင်းစာတောင်ပညာပေးကြမယ်။သူကရုံမှာတော့ကျတို့လည်းပြန်ရုံမှာကြတော့ပေါ့။ဦးဟောကရွေးနေမလိုက်အောင်စကားပြောဆိုနေတဲ့နေထိုင်တည်နေတဲ့မောင်ဘိုးတင်ကိုကြည့်ပြီးခေါင်းညိလို့သူ့ရဲ့စကားကိုလက်ခံလိုက်တော့တယ်။မောင်ဘိုးတင်တို့ကဦးဟောနဲ့ဒူသားတင်ရဲ့အိမ်ကပြန်လာကြတယ်။လမ်းမှာမကျွတ်မလို့တည်တဲ့ယန္နာကသူ့ရဲ့ဘိုးကြီးပြည့်သူရဲ့နောက်ကိုလိုက်လာတယ်။ဒီနောက်တော့ဦးဟောကမြေပြည့်သူကိုမချခင်အလူတန်းပြုတ်ပေးမယ့်အကြောင်းနဲ့လာခွင့်မဲ့အကြောင်းကိုပြောပြီးဆင်မကောင်းခြင်းကြီးစွာရာထဲကိုပြန်လာတယ်။ အင်ကိုရောက်တဲ့ကဘုရင်နဲ့တာရာကဝတ်သားရင်းနဲ့အချားဟင်းတွေကိုချက်ပြီးသူတို့လာဝတ်ဆောင်နေကြတယ်။မဘိုးရင်တို့ကိုပြန်လာတော့မြင်တော့ကြားလိုက်တာကျိုးတို့ကချက်ပြီးလို့ဓမင်းဟင်းနေတော့ခုခတ်ပြီးပြီ။အေးပါကွာငါတို့ကြာသွားတယ်။ဆရာကြီးနဲ့ဘုရင်ဓမင်းစားကြရအောင်။မစားသေးပါဘူးမင်းတို့ပဲစားကြ။ဦးဝကစိတ်မကောင်းဖြစ်နေတာကိုရင်းမိတဲ့ဘုရင်ကမဘိုးရင်ကိုမင်းငေါ်ပြီ။ဘာဖြစ်တယ်လဲလို့အထိပယ်ရတဲ့သဘောနဲ့ချက်ပြမေးလာပြီ။ဘုရင်ကလက်ကိုကပြကဦးဝရဲ့နားကိုသွားလို့ဆရာကြီးခန်းစားနေရတော့ကျိုးတို့နားလေပါတယ်။ဆရာကြီးကသူတို့ကောင်းလား။ ။ဦးဟောကဒုဒုဆဆန်မေးလာတဲ့မှာဘိုးတင်ကိုတရားကြည့်ပြီ။ငါကသူတို့ကမဟုတ်သေးပါဘူး။လောဘဒေါသမောဟရှိလို့မင်းတို့ရှိမှနေတာတွေကိုထိုးတာပေါ့။ပြီးတော့ငါတန်းပြီကိုတတ်ချင်နေတယ်။သူကယုံပါတယ်ဆိုတော့ကျတို့လည်းပြန်ယုံမှမကောင်းပြီဘူးလား။မင်းပြောတာငါနားမလည်ဘူးကောင်လေ။ကျတို့ပြောတာဘယ်သူမှမကြားတော့ပါဘူးနော်။မကြားပါဘူး။သမင်းဆိုင်ပြောကြတာပေါ့ဆရာကြီးက။ပေတူနဲ့ဘိုးတင်ကဦးအော်ရဲ့လက်ကိုဆွဲပြီးဘိုးတူနဲ့တာရုတ်ထိုင်းနေတဲ့သမင်းဝဲမှာထိုင်စီကသမင်းစားနေဖို့ပြင်ဆင်ပေးတယ်။အဲဒီနောက်မှာဘိုးတင်ပေတူနဲ့တာရီတို့က ါရင်ပြောပြတဲ့အကြောင်းတွေကိုတမင်းဆိုင်ကပြန်ပြောပြလိုက်တော့ဖိုးတွေကယုတ်တိထထသွားပြီးထင်းငါးဓမ္မကိုပြေးဆွဲလို့တာခုတ်တတ်မယ်လို့လုပ်နေတာကြောင့်ဦးဩဒီပင်အတန်ခတ်အုပ်နဲ့ထင်းသိမ်းလိုက်ရသေးတယ်။ခေါင်းလေးမင်းရလေဆေးလက်မပါနေမလို့ဆန်းနဲ့ဘိုးရင်ပြောတဲ့နေ့ကအဆင်ပြေဆုံးပဲ။ဟုတ်တယ်ကိုဘိုးရီဆေးလျှော့ပါ။ဖိုးတွေကိုဝိုင်းဝန်းထင်းသိမ်းလိုက်ပြီးထမင်းမမပြန်ထိုင်လိုက်ကြတယ်။ဦးဩကတပည့်တစ်ချက်ချပြီးဒီခေါင်းလေးတွေခေါ်လာတာကမှန်ကန်ကြောင်းနဲ့သူတို့ကြောင့်တန်လေးလူရုံမှတည်ဦးမန်ကိုတီးခဲ့ရတာကိုတွေးမိတယ်။မနာလိုစိတ်ကကြောက်ရွံ့ကောင်းတယ်လို့လည်းတွေးမိပြန်တယ်။သူရဲ့မိမလေးနိုင်ရေးမှာ ဦးသားမင်းနဲ့မြန်နီးကအတော့ကိုစိတ်မကောင်းဖြစ်ရတဲ့ငိုကြတာကအစင်မှန်ပဲလို့သူထင်ခဲ့တယ်။အတော်ဟန်ဆောင်ကောင်းကြတယ်လို့လည်းမချက်ပြူရင်ကမဘိုးရင်ပြောတဲ့သူရုပ်မာလင်ကျော်လူလည်းပြန်ရုပ်မာကြတာပေါ့ဆိုတဲ့စကားကိုသဘောကျနေမိတယ်။တမင်းစားပြီးတခါမှဘိုးတင်ကသူကြံစီထားတဲ့ကြံစီကိုပြပြတယ်။လောရတာတွေကိုတရားတော်ပေါ့ကြံပေးရင်ကအကြံစီကိုမနှက်ပြန်စားမယ်ကြောင်းဆုံးဖြတ်တယ်။ဦးဩကသူ့ရဲ့အထက်လန်းစရာလို့ကိုဆုံးလွတ်လိုက်ပြီးအောင်လန်းဘိုးတင်နဲ့အတူသူ့ရဲ့မြေးမာလေးကိုတည်ဆုံးစေတဲ့အဓိကတရားခံမြေးဖို့ကိုဝီနီလို့တက်ခဲ့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဖုတွင်းနေတာရာကဦးတန်းပြည့်နွားတင်းကုန်းမှာရှိတဲ့သူတို့ရဲ့နွားနှကောင်ကိုနွားချောင်းပေါ်သွားဆွဲတယ်။ဒီအချိန်မှာဦးတန်းပြည့်ကငါတို့လိုနွားချောင်းမလို့လား။ဟုတ်တယ်ဦးကြီး။နည်းနည်းတော့ဆောသေးတယ်။ပြင်းတာနဲ့ဆောထွက်လာတာ။ဦးကြီးနဲ့ရင်းနှီးတောင်းရင်ကစကားပြောအောင်လာခဲ့ကြ။အဲ့ဒါလည်းကောင်းတာပါပဲ။ဦးတန်းမေခေါ်ရကိုဖုတွင်းနေတာရာကသွားတယ်။ဦးတန်းမေကအင်းအောင်မှာရှိတဲ့ဇပွဲတန်းရံမှာထိုင်ဖို့ပြောပြီးရင်းနှီးချက်နဲ့ဧကန်နေ။ကဲထိုင်ကြငါတို့လို။မင်းတို့တဲ့အင်းကငါအောင်းနဲ့ဦးကြီးနဲ့ကငယ်ငယ်ချင်းနေ။လွန်ခဲ့တဲ့နေ့ကတောင်သူမြီးမလေးဆုံးသွားသေးတယ်။ ကလေးမလေးကအတော်လေးမတဲ့ကလေးလေးဘလို့လူတွေကများလောက်ရတယ်မသိဘူးသူကအထက်လန်းဆရာဆိုတော့သူ့ကိုမကျင်တတ်တဲ့လူတွေကများမှာပေါ့ကျုပ်တင်သူ့ကိုလုံမရလို့သူမြေးလေးကိုတိုက်သွားတာနေမယ်ဖိုးတွေကဟန်ဆောင်ကောင်းလွန်လာတဲ့ဦးတန်းဘီကိုအံ့ဩနေမိတယ်စိတ်ထဲကလည်းခင်ဗျားတို့မြေးဖို့နေရာတတ်တာလေးလို့အချင်းချင်းပြန်ပြောနေမိတယ်ဒါမှမဟုတ်သူ့ရဲ့စီစဉ်တိုင်းမှာအင်ရှင်မှရှိတဲ့ရကန်းစင်ကိုကြည့်လို့ဦးကြီးအင်ရှင်ကရကန်းစင်ကအလုပ်တော်တော်လုပ်ရတယ်နော်အေးမြေးလေးကတော်တော်လူတွေကသူ့စီကပဲဝယ်တာပေါ့အဲ့ဒါဆိုရင်ဦးကြီးရဲ့မြေးမှာဝတ်စားတွေပုံမှာပေါ့ကိုပဲရကန်းစင်နေဆိုတော့ ပေါ်တာပေါ့ကျွန်တော်ရွာကလူတွေကဆင်းရဲတယ်ကျွန်တော်ဒီမှာဝန်ခွဲတယ်ဆိုရင်တနေ့လုံးနေမှာအဝတ်စားတစ်ထည်တော့မှမချုပ်နိုင်ကြဘူးဒါကြလို့ဦးကြီးရဲ့မြေးလေးမဟုတ်တော့တဲ့ဝတ်စားလေးတွေရှိရင်တစ်ထည်နဲ့ထည်တော့ပေးပါလားကျွန်တော်ဒီမှာလေးကိုလက်ဆောင်ပေးချင်လို့အသက်တော်ကျုပ်လည်းမတတ်နိုင်ဘူးရတာပေါ့ခင်မြေးလေးခဏလာပါဦးမကြလာတဲ့အချိန်မှာတော့အသက်၃၀ကျော်လှလာပပမင်းကြီးတယောက်ကသူ့ရဲ့အနာကိုရောက်လာတယ်ဦးသမီးကအနာရောက်လာတဲ့သူ့ရဲ့မြေးကိုတမီးဒီကနေမောင်လေးကတမီးမဟုတ်တော့တဲ့အဝဟောင်းလေးတစ်ထည်နဲ့ထည်တော့လိုချင်တဲ့သူ့ရဲ့နှမတွေအရောလက်ဆောင်ယူသွားချင်လို့တဲ့ အော်ဒီလိုလားခဏဆောင်ပေးမယ်မိန်းကလေးကအိမ်မောက်ကိုတက်သွားတယ်သူမကအစားကဘိုးထွေးနဲ့တာရကိုငွေရှိတဲ့တထေးသားလေးလို့ထင်ထားပြီးအခုသူထင်ထားတယ်လို့မဟုတ်တဲ့အတွက်အတော့ကိုအထင်သေးသွားတဲ့ဟန်နဲ့စကားကိုလူဝင်းသားပြောတယ်မကြတော့ချိန်မှာအင်ကြီးနဲ့တဲကိုဘိုးထွေးနဲ့တာရရှိမှတထေးစီချပြီးဒါကပြီးခဲ့တဲ့နှစ်ကအလူမာဝတ်ခဲ့တဲ့အင်ကြီးဈေးမနေဘူးနော်နေလို့နှမတွေကိုပြောလိုက်အောင်ကောင်းကောင်းဝတ်လို့မြန်နီးကနောက်ထပ်ဘာစကားမှမပြောဘဲနဲ့သူ့ရေကန်းစင်ရရှိရနေရကိုသွားပြီးသူမလို့ကိုပြန်လုံနေတယ် အဲ့ဒီနောက်မှာဘုသူနဲ့တာရာကမြန်နေပြီးတဲ့အင်ကြီးတွေကိုယူလို့ဦးသံပေကိုဦးကြီးချို့တို့အင်ကြီးလေးတွေပြန်သိမ်းလိုက်အောင်ပြီးမှနွားချောင်းမနွားလာဆွဲမယ်ဘုသူနဲ့တာရာကအင်ကြီးတယောက်တစ်ထည့်ယူပြီးတန်ရာကထပ်ထွက်သွားတယ်အဲ့ဒီနောက်မှာဦးဦးရဲ့အိမ်ကိုတက်သွားပြီးအိမ်မကိုရောက်တဲ့အခါမှာသူတို့နှစ်ယောက်ကိုစောင့်နေတဲ့ပေတူကဘယ်လိုလဲအဆင်ပြေလားဘုသူပြေးတာပေါ့ကွာရော့သူတို့အင်ကြီးတစ်ထည့်တော့မဟုတ်ဘူးနှစ်ထည့်ဘယ်လိုလဲတောင်းစားတာအဆင်ပြေတယ်မလားဒါအေးကပြောင်းပြီးပြီးနဲ့ဘုသူနဲ့တာရာကိုစားနောက်တယ်ဘုသူနဲ့တာရာကသူတို့လက်ထက်ကအင်ကြီးတွေကိုမမိုးတင်ကိုပြီးတော့ဘုသူက အဲ့ဒီအင်ဂျင်တွေကိုလက်ဘကင်ပြီးတရားကြည့်လို့လင်းတို့ခံရမယ့်အလှပေါ့အဲ့လိုစွီတဟားနေရှိတယ်ဟဲရန်ဘိုတင်ဘာလို့အတန်ပြေးကြီးနေရှိနေတာလဲဒေါ်ရဲရောက်နေတယ်များထင်းနေလားကြောင်တုံတုံနဲ့ကွာမဘိုတင်ကပေတူးရဲ့စကားကြောင့်ဟားတိုင်ကြီးမောနေတာကိုချက်ချင်းရက်လိုက်ပြီးပေတူးကိုကြည့်နေတော့တယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကိုဒီနေရာလေးမှာခေတ္တရှင်းထားလိုက်ပါတယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကတော့လူယုံမာများဆိုတဲ့ဝတ္ထုကလေးနဲ့တူတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe လုပ်ထားပေးပါဦးဘေးနားကလိုတဲ့ရောင်းလောင်းနဲ့နေပေးထားပါဦးခင်ဗျာနားဆင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်